လို့ပြောတာဒီမှာဆိုရင်ဘုဂီဥပမာပေါ့နော်ဓာကုကြီးရဖြီးကြော်ရဓာကုကြီးจิตာဆိုဖြီးကြော်ကြော်တယ်ပေါ့ဒါလို့ပြောတဲ့အဲ့ဒါဒီမှာကဘာလဲဆိုကိုကြီးအမေသာလို့ပြောရလိမ့်မယ်နော်အော်နံပါတ်1ကဒီမှာဆိုကိုကြီးဘုကာယောအမေသာကြော်တယ်ဒီလိုဖြစ်ရမယ်နော်ဆင်းဆွန်းဆိုတော့ခုတာခုဝောယုခုဝောယုဖြစ်ရမယ်နော်ခုတာဘာမှုမမယ်နော်ခုဝောယုနော်ဓာန်ကုနဲ့စောရောယော ဟန်ကွမုံလာအုံးနေစောတော့ရပြီးတယ်ပေါ့ဒီလိုဖြစ်ရအောင်ဒါဆိုရဝန်ပေါ့သူကမှလဲဆိုရင်အောင်ရောစောဆိုတော့လို့ဆိုတဲ့အသုံးလုံးမဲ့ပါတာပြန်မှာဆွန်းချဆိုတာကတော့ဆင်ကဲဖြစ်တဲ့ပုံစံမျိုးတွေကိုဆိုလိုချင်တာဆင်ကဲဆင်ကဲเนาะအာသူပြောထားတဲ့ဒီမှာပဲเนาะဘာလဲဆိုကရိယာရဲ့ကရိယာမှာကက်ပြီးတော့ရှေ့ကအကြောင်းအရာကအရင်ဖြစ်ပေါ်ပြီးတော့နောက်ကအကြောင်းအရာကနောက်မှာ ဖြစ်ပေါ်တဲ့ပုံစံကိုပေါ်ပြရဲဆိုတော့ထပ်ဆင်ထပ်ဆင်ထပ်ဆင်ဒီလိုမျိုးဖြစ်သွားတဲ့ပုံစံပေါ့နော်အဲ့တော့ low လို့ဘာသာပြန်ရတယ်အာပြီးတော့ဒီမှာအာယောဆောဆိုရှင်အာဆောအောဆောယောဆောလို့ပြောတာဖြစ်တဲ့အတွက်သူနဲ့ပေါင်းတဲ့စကားလုံးတွေကိုယူယူပုံစံအရင်ပြောင်းရမယ်ပေါ့ပြီးတဲ့အခါယူဖြုတ်ပြီးတော့ဆောပေါင်းပေးရမယ်ပေါ့နော်ဒီလိုမျိုးလေးတွေ့ရ ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့မှာကျတော့ဘာရှိလဲကြည့်ကြခါတာသွားသည်ဆိုရင်ခါဆော့သွားလို့ဒီလိုမှတ်ထားလို့ရတယ်နော်ခါတာသွားသည်ခါဆော့သွားလို့จิตာရိုက်သည်လို့ပြောရင်ជីကောဆော့ရိုက်လို့လို့ပြောမှာနော်ជីကောဆော့ရိုက်လို့ဒုချခါတာရောက်သည်လို့ပြောရင်ဒုချခဲဆော့ရောက်လို့လို့ပြောတယ်နော်ဒုချခဲဆော့ရောက်လို့ဒါဆိုရင်ជីဘဲဝါဆော့အင်္ဂူလာလို့ရှော့ဆော့ရောနားခဲ့တယ်ជីဘဲဝါဆော့အင်္ဂူလာလို့ရှော့ဆော့ရောနားခဲ့တယ် 김밥을 만들어서 김밥 우필로 친구들하고 동해진 뒤니 먹을 거예요. 삼에 김밥을 만들어서 김치 아, 김밥 터밀레고 우필로 친구들하고 동해진 뒤니 먹을 거예요. 삼에 사무실은 영광가로 어디에 있어요? 배마실에 사무실은 영광가로 어디에 있어요? 배마실에 ဤချုံရောနှစ်ထက်ကိုဥလကယဥလကဆော့တက်သွားလို့ဥရင်ကျုကရောကဆရာညာဘက်ကိုသွားပါဒါမျိုးကြတော့အကြောင်းပြချက်ပုတ်မဟုတ်တဲ့အတွက်အနောက်မှာဆယ်ယူဆိုတဲ့အုံလုံးသုံးလို့ရတယ်နော်သူအကြောင်းပြချက်ပုတ်ဖြစ်မှသာလျင်သုံးလို့မရတာဥလကဆော့တက်သွားလို့တဲ့ဥရင်ကျုကရောကဆရာညာဘက်ကိုသွားပါဆိုတော့ကျွန်တော်ပြောချင်တာဒီနေရာမှာလေအဲတချို့ဆယ်လို့ချင်းခွဲတဲ့ပုံတော့ဆော့တွေကိုတွေနီကာတွေဒါတွေကဘလို့တွေမတူတာလဲဆိုပြီးတော့ ခွဲတယ်အဲဒီတရားတွေတင်တော့ကလည်းဒါခွဲပေးကြတာပဲကျွန်တော်တင်တဲ့မှာလည်းခွဲတာပဲတချို့တင်တဲ့နေလည်းခွဲကြမှာပေါ့နော်ဆိုတော့ចောင်းသားတွေကရန်စိုးရင်လာတော့မသိဘူးကျွန်တော်တို့ဒီစာမေးပွဲမှာကအဲ့ဒီပုံစံလောက်ကြီးအထိဘယ်သူမှမမေးဘူးဗျအေးဒါပေမဲ့တခုတော့မေးတယ်ဘာလဲဆိုမြန်မာဆရာတွေကတော့မေးတယ်တကယ်အစိုးရမေးခွန်းနေမှာဥမာပေါ့တန်ယုံနေမှာတော့မေးတယ်ပေါ့နော်တန်ယုံနေမှာတော့မေးတယ်အဲဒီ EPS စာမေးပွဲစနစ်မှာဆိုလို့ရှိရင် ဂိုနဲ့ဆောနဲ့ဘလို့ကွာခြားမှုရှိလဲအဲ့လိုမျိုးကြီးတွေမမေးဘူးလေဗျာဟုတ်ပြီလားအဓိကက EPS မှာကဒီဆောနဲ့ဂိုနဲ့စင်ဘာသာပြန်ကိုအဓိကနားလည်နေဖို့လိုတယ်ဘာသာပြန်ဒါတချို့သောစကားလုံးတွေတူရတူရတွေဆိုလို့ရှိရင်မမေးပါဘူးဗျာเนาะအဲ့ဒါမေးထားတဲ့စကားလုံးတွေကလည်းကျွန်တော်တို့မြန်မာနိုင်ငံအထုတ်တဲ့မေးခွန်းတွေဖြစ်နိုင်တယ် နောက်ပြီးတော့တခြားနီပေါ်တို့ဘာတို့ပေါ့နော်သင်တန်းတွေကနေထုတ်တဲ့မိကွန်းဖြစ်တဲ့ HRD ကထုတ်တဲ့မိကွန်းမျိုးပုံစံမျိုးတွေမှာကျွန်တော်တို့ထွက်ထားတဲ့မိကွန်းအဟောင်းတွေရှိတာပဲဗျာ HRD ဘက်ကထွက်ထားတဲ့ရင်တုံးကမိကွန်းတွေမှာလည်းတစ်ချက်ကြည့်ကြည့်ရဲ့တူရတူရတွေကိုမေးတဲ့ပုံစံမျိုးမရှိဘူးဗျာအဲ့ဒါကလေးတွေကရန်ကြီးစိုးရင်ကြတယ်တကယ်တမ်းဆိုလို့ရှိရင်ခွဲစရာမလိုဘူးเนาะ ဖတ်မဲ့စလဲဒီမှာအခုသူအရဒီမှာပြထားပေးတယ်ပေါ့ဒါတရာတွေလည်းတိတိကျကျနားလည်အောင်သူပြထားပေးတယ်ကျွန်တော်တို့ကဒီတရာတွေကဒါတကယ်တမ်းဆိုလို့ရှိရင်အခြေခံမှာတင်ပြသားတွေတင်ပြသားတွေစင်ပြောစရာတော့မလိုဘူးတကယ်တမ်းနော်နည်းနည်းလေးတမန်ကရှန်ကလေးပြောသွားလို့ရတယ်ဒါကြောင့်မို့လို့ကျွန်တော်အခုဒီမှာစာတင်တဲ့အခါမှာဒီဗီဒီယိုဖိုင်လေးလုပ်တဲ့အခါမှာအရင်ကြီးဟိုတင်တဲ့မှာတင်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့အရင်ကြီးပြောမပြတော့ပဲနဲ့အဘောရန်နေမဲ့ပြောသွားတော့တာအဲ့တော့အော်ယောဆောတို့ဘာတို့ပြန်ပြီးတော့နားထောင်နေတယ်ဆိုရင်ကျွန်တော်တရာဖိုင်နေမှာပြန်ပြီးနားထောင်ဖို့တယ်မလား အဲ့ဒီဒီမှာစင်အော်စောနဲ့သူကဂိုးနဲ့ဟိုဒီမှာသူကဘယ်လိုမျိုးဟိုထူးခြားမှုရှိတယ်လဲဆိုတဲ့ပုံစံမျိုးတွေသူကတုံထားတယ်ပေါ့နော်ပြောချင်တာအဲ့သူပြောတာရှင်းရှင်းလေးပဲဒါကြီးသွားပြီးဖက်နေရှုပ်နေဦးမယ်ဆိုတော့အော်ရောစောလို့ပြောရင်ရှင်းတော့ဆက်ဆက်မှုရှိတဲ့အရာကိုသူကတုံးမှာပဲဂိုးလို့ပြောရင်ရှင်းတော့ဆက်ဆက်မှုမရှိတဲ့အရာကိုတုံးမှာပဲဘာပြောလို့လဲဂိုးရဲ့အိဗယ်ဘယ်ကလာတာလဲဆိုတော့မူလအရင်းမြစ်ကိုစဉ်းစားကြည့်လေ ဂူရီကိုပြီးတော့ဆိုတဲ့အတုံးလုံးကလာတာဖြစ်တယ်ဂူရီကိုကလာတာလေဂူရီကိုအတုံးချုပ်ရင်ဂူလို့ရတယ်ဆိုတော့ရှေ့ဝါကြနဲ့နောက်ဝါကြနဲ့ကနော်ဘာဖြစ်လဲမတက်ဆိုင်တဲ့ပုံစံမှာဂူသုံးတယ်လေရှေ့ဝါကြနဲ့နောက်ဝါကြနဲ့တက်ဆိုင်တဲ့ပုံစံဆိုဆောလို့သုံးတယ်ဒါအကြံပြင်းလေးဒီလိုလေးမှတ်ထားရင်ရပြီရလောက်ကြီးစင်းစားစားလုပ်မနေနဲ့ကြည့်ကိုစရဘောဆောဆောတဲ့အဝက်ကိုချွတ်လို့တဲ့နော်ကိုတန်းငယ်ခေါ်တော့ဆောရဦးတန်းငယ်နော်ဦးတန်းဆောဝက်ပြီးတော့မှခေါ်တော့ဆောရ ချိတ်ထားခဲ့တယ်လို့ပြောမှာပေါ့အဝက်ကိုချွတ်လို့ဒါအစင်အတိုင်းပဲရှိတဲ့နောက်နဲ့ဆက်ဆက်မှုရှိတယ်ကြည်အဝက်ချွတ်တယ်အဝက်ချွတ်ပြန်အဝက်ကပဲမှာထားမှာလေအဝက်ထားတဲ့နေရာမှာထားမှာပေါ့ဒီလိုလဲတွေးလို့ရတာပဲเนาะအဲကြောင့်အိုဆွေးဘော်တော်ဆော့အဝက်ကိုချွတ်လို့အိုတန်းငယ်ခေါ်တော့ဆော်ရော်တယ်အာဝက်စင်မှာအဝက်ဗီဒီယိုမှာပေါ့เนาะချိတ်ထားခဲ့တယ်ဒီလိုပြောတော့ဒါရရှိန်တဲ့ဒါရစီချွန်တော်ဟာကိုဖုံးစစ်ပြီးချွန်ကျော်ကူမော်ကော့ဆော်ရော်ညနေသာစားခဲ့တယ်ဆိုတော့ဒီနေရာမှာကြည့်ကြည့်လေး ဒါရစီစီတွေကိုဖုံးဆက်လိုက်တယ်ပြီးတဲ့ဝဋ်တာပြတ်သွားပြီးပြီးမှသူကလုပ်လဲညနေသာစားတယ်အဲ့ဒါကိုပြောတာဆိုတော့စောနဲ့ကိုနဲ့ကအဲ့လိုမျိုးကွာသွားတာပဲရှိတာအဲ့တော့အလောက်ကြီးသူတွေတူတူကြီးမဟုတ်ဘူးတခါတလေမှာစောနဲ့ကိုနဲ့အတူတူမသုံးဘူးလားအတူတူသုံးတဲ့နေရာမျိုးတွေရှိတတ်တယ်နော်စကားပြောနေမှာဆိုသုံးလိုက်တာပဲတချို့နေရာတွေမှာပေါ့ ဟုတ်ပြီလားဆိုလို့ရှိရင်ဆွန်နဲ့ဘူနဲ့ကအဲ့လိုလေးပဲပါချမှုရှိတယ်ဒါတော့ဆွန်ရပြီနော်။အော်ဘူလို့ပြောရင်ရှေ့ဝါကြနဲ့နောက်ဝါကြနဲ့ကသက်ဆိုင်မှုမရှိဘူးလို့ပြောရမယ်။ရှေ့ဝါကြတစ်ခုပြပြအောင်လုပ်ပြီးမှနောက်ဝါကြတစ်ခုကိုဆက်ပြီးလှောက်ဆောင်တာမျိုးကိုဘူလို့သုံးတယ်။ရှေ့ဝါကြနဲ့နောက်ဝါကြကိုတစ်ဆက်တည်းအစဉ်အတိုင်းလှုပ်တဲ့ပုံစံမျိုးဆိုရင်ဆောကိုသုံးပါတယ်။ဒါလိုလည်းပြောလို့ရတယ်။အဲ့တော့ဝါကြတဲ့အကြောင်းလေးကြည့်ကြည့်လေ။အော်သူငယ်ချင်းနဲ့တွေ့ပြီး ကော်ဖီတောက်တယ်ဆိုတဲ့သကလုံးရှိတယ်နောက်တစ်လုံးကလည်းတငယ်ချင်းနဲ့တွေ့ပြီးကော်ဖီတောက်တယ်ပဲအဲ့တော့ဒီနေရာမှာဘာကိုခံစားချက်ကိုကြည့်ရမှာလဲဆိုရင်ဆောသုံးထားတာလားကိုသုံးထားတာလားအဲ့ဒါကြည့်ရမယ်ဆိုတော့ရှင်ကုရမန္နာကိုကော်ဖီမှာရှော့ယူလို့ပြောတယ်ရှင်ကုမန္နာဆောကော်ဖီမှာရှော့ယူလို့ပြောတယ်ကဲနှလုံးကဘာသာပြန်တာမြန်မာစကားအတူတူပဲလေတငယ်ချင်းနဲ့တွေ့ပြီးကော်ဖီတောက်တယ်ကြီးပဲသို့တော့စဉ်းစားရမှာပါလဲဆိုတော့တယောက်တစ်ထက်တောက်တာလားတွေ့ပြီးကာမကိုဘာသာကိုတယောက်တစ်ထက်တီးတန့်သွားတောက်တာမျိုးဆိုရင်ကိုနဲ့တော့ တကယ်လို့များအတူတူသွားပြီးတောက်ကြတာမျိုးဆိုလို့ရှိရင်ဆောနဲ့သုံးအဲ့လိုလေခွဲချခွဲချလို့ရတယ်။လောက်ကနားလေလောက်ပါပြီ။ကဲတော့သင်ကြည့်အောင်နော်။ဘူကိဝါကခြေဥပမာနဲ့သူတို့မွန်ချန်ကိုဝန်ဆောင်ပါဆရာဝကြကိုပြပြဆောင်အောင်လို့ဒါဆိုရင်ဖဲဆာရဲ့ကာတာကုမ္ပဏီကိုသွားတယ်ဤရာတာလုံးလုံးတယ်ဒါကုမ္ပဏီသွားရင်တော့လုံးလုံးဖို့ပဲရှိတာလေ။ကျန်တာဘာမှလုပ်စရာမရှိတာကြောင့်မှအစင်ကဲဖြစ်တဲ့အစင်တိုင်းပုံစံကိုဖော်ပြထားတာ။ဖဲဆာရဲ့ကာဆော့ဤတဲ့ရောကုမ္ပဏီသွားလို့လုံးလုံးတယ်။ ဘုံနီတော့ပြည့်လို့လုပ်တယ်လို့သွားလို့ဆင်မပြေဘူးဒါဆိုနော်ဖေဆာရဲ့ကဆောဤရဲ့ယူဟိုင်ရစာတာတတိဝဲတယ်နော်ဂျီဆုစာရဲ့ဆောမော့တာတဲ့အဆောင်မှာစားတယ်ဒါဆိုရင်မပြောမလဲဟိုင်ရစာဆောဂျီဆုစာရဲ့ဆောမော့ကိုယူဒါလို့ပြရဟုတ်ပြီလားဟိုင်ရစာဆောတတိကိုဝဲလို့ဂျီဆုစာရဲ့ဆောအဆောင်မှာမော့ကိုယူစားတယ်ဒါလို့ပြရမယ် အဲ့ဘောဝယ်ပြီးရင်တော့စားဖို့ပဲရှိတာပဲလीနော်ဝယ်ပြီးသွားရင်တော့စားဖို့ပဲရှိတာပဲနောက်တစ်ခုဒါဆိုရင် အောက်မှာအာပါလေတုခေါတာအဝိယုတ်ဒီခဲတာခောက်ဒီဝိယုတ်ပြီးမှတော့ဒီတိုင်းပြထားလို့မရအောင်ချိန်ရင်ချိန်မယ်မချိန်ရင်ခောက်ရမယ်အဲ့တော့ပါလေတုခေါတော်ဆောလို့ပဲသုံးရမယ်ဒါအမှုမမှန်ဆိုရင်ဒီနေရာမှာမူမမှန်မဟုတ်ဘူးခေါတာယုတ်ဒီဆိုတဲ့အသုံးလုံးကိုပြန်ရင် ခေါ်တော့ဆောဂေယိုခပ်နော်နာတကုပေါ်ဆူရဲ့ဆောနယ်လီတာဘတ်စကာကနေဆင်းနေဂျစ်ကာချင်းအိမ်ထီခေါ်တော့ခါတာလဲလျှောက်သွားတယ်ပေါ်ဆူရဲ့ဆောနယ်လီယောဆောဟုတ်ပြီနော်ဂျစ်ကာချင်းခေါ်တော့ခါယိုဘယ်လိုဖြစ်ရမလဲနော်ဘတ်စကာကနေဆင်းပြီးတော့ပေါ်ဆူနယ်လီတာလို့ကြည့်ဘူးရမလားအဲ့လိုသုံးလို့ရမယ်တကယ်တမ်းဆိုတော့ပေါ်ဆူနယ်လီယောဆော ကြည့်ကကြည့်ခေါ်တော့ခါယူဒါလို့ပြောလို့ရတယ်ဆိုတော့သူသုံးထားတာပဲဒီမှာ air source ဆိုပြီးတော့ထွက်ခွာရာကြီးထွက်ခွာရာပြစီတော့သုံးသုံးထားတယ်တကယ်ဆိုရင်ဘတ်စကားဆွန့်ဆွန့်ပြရာဖြစ်ရမှာဥလ်နဲ့သုံးရမယ်ဥလ်ဥလ်အဲ့တော့အရင်ပတ်ဝန်းပတ်တူမီနင်းနေမှာသုံးထားတဲ့ဟာပါရှိလဲအာ positive nelita ဘတ်စကားကိုစင်းသေးတယ်လို့မျိုးသုံးထားတယ်လေအော်ကံပုတ်နဲ့နော် အဲကြောင့်အဲဆောနဲ့မတုံးမင်းနဲ့ဥလ်နဲ့တုံးရမယ်သကလုံး तू အဲဆောနဲ့တုံးထားတယ်အဲ तू တုံးထားတဲ့အတိုင်းပဲကျွန်တော်တို့ဘာသာပြန်လိုက်လေဒါပဲရှိတာမှားတယ်မှန်တယ်ဆုံးဖြတ်မနေနဲ့အလောက်ကြီးနော်အဲဆောဘီခုရမှုပုဂ္ဂိုလ်ပုံကြည့်ပြီးတော့ပုံကြီးဝါကခြေဥပမာနဲ့သူတို့ဒေဖာရဲ့ပုစေရောဝင်နော်ဒါဆိုရင်ကြည့်ကြည့်အောင်အောချေမောစုမောကဆောယောမနေ့ကဘာစားခဲ့လဲမန်ဒရမန်ဒရ ချောစောမောကောစောရတဲ့မန္တရကြည်သားဆိုတော့ဘာဖြစ်လဲအဲဖက်ထုတ်ကိုပေါင်းပြီးတော့စားခဲ့တယ်လို့ပြောပေါ့နော်အဲ့တော့ပေါက်စီနဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ပေါက်စီလို့ပြောကြတာပေါ့နော်အဲ့ဖက်ထုတ်ဖက်ထုတ်စိုက်တယ်အဲ့ဖက်ထုတ်ကြတော့မန္တရချောစောဟုတ်ပြီနော်မောကောစောရပေါင်းပြီးစားခဲ့တယ်မန္တရကြည်သားပေါ့နော်နောက်တစ်ခုဒါဆိုရင်အမဘယ်လိုတော့မလဲကြည်ကဲလူသေးဦးသားတဲ့အာကြည်ကဲကိုအပူပေးတယ်လို့ပြောရမှာပေါ့နော်အပူပေးတယ်လို့ပြောမှာကြည်ကဲလူဒါဆိုရင်သူဘယ်လိုပြောမှာလဲ ជីកេរុទេវសោလို့ပြောမှာပေါ့ទេវតាဆိုတော့ទេវសោមកោសយោလို့ပြောမယ်ជីកេរុအပူပေးပြီးတော့စားခဲ့တယ်လို့ပြောရမယ်အဲ့တော့လာမျိုးနုကုလျောဆောခောက်ဆွဲကိုပြုတ်လို့စားခဲ့တယ်ကုလီတာနဲ့တုံးတယ်နော်ဒီမှာခောက်ဆွဲကိုကျွချစ်လို့လို့ပြောတယ်အဲ့ဒါကိုမြန်မာတွေကပြုတ်တယ်ဆိုတဲ့အသုံးလုံးနဲ့သုံးတာဖြစ်တဲ့အတွက်အဲ့ဒါမာတတ်တယ်နော် ခေရနုသံသာကျုပ်ပြုတ်တယ်ပေါ့နော်အဲ့တော့ခေရနုသံမှာဆောကျုပ်ကို ပြုတ်လို့မောကဆောရစားခဲ့တယ်တလို့ပြောရပြီဒါဆိုရင်နောက်တစ်ခုသွားဒေဝတုဖူအောင်ရှင်နံဖူအောင်ကတော့ယူရီယာနုကိုဆိုရင်ချက်တော့ရာကိုဂျွားဟေရောကြိုက်တလားဆိုရင်ချက်ရတာကိုကြိုက်တလားလို့မေးတယ် 네, 허게 요리하는게 힌트다가 취미예요. 와다나 피대 힌트다가 와다나 피대 무슨 음식을 별로 사사고 잘 만들었어요? 건강 뾰록달래 뾰래 건강 뾰록달래 소리 레이베 봐봐 이렇게 별로 사사고 건강 뾰록달래 서리 저는 전화가로 떡볶이를 떡볶이고 잘 만들어요 건강 뾰록달래 따디 소리 동동 동아래 그래서라자떡볶이를떡볶이고자주만들어서ခဏခဏပြုလုပ်လို့မောကောရစားတယ်ခဏခဏပြုလုပ်လို့စားတယ်တော့ပူကီနံတော့ပူကီကတော့어떻게만들어요ဘယ်လိုပြုလုပ်ရသလဲတော့ပူကီကတော့ဘယ်လိုပြုလုပ်သလဲဘယ်လိုပြုလုပ်ရသလဲဒီလိုပြောတာဆိုတော့တော့ကေတော့ကေတော့မှာပေါ့နော်ဆံမုံမှာချဲဆိုအာကိုဟင်းဒီရွေ့နေ ရန်ညွမှုတော့ခိုးတဲ့ရန်ညွမ်ဆိုတော့อืมဟင်ခတ်အမွေးကြိုင်ပေါ့ဟင်ခတ်အမွေးကြိုင်နေထဲ့ပြီးကုလျောယိုကြိုချစ်ရတယ်ကျွန်တော်ကျွန်တော်ကတော့တော့ပုကီရဲ့တော့ပုကီမှာလာမြွန်တော့ခောက်ဆွဲเจ้าထုတ်လဲပဲပေါ့เนาะနော်ယိုထဲ့တယ်တော့မိနေနေရအရန်လွယ်တယ်เนาะဒီကမိနေနေဒါဆိုတစ်ခေါက်ပြန်ပြောပြဖွန်ရှင်နှွန်ယူရီယာနှွန်ကိုစုချွာဟေယောဖွန်ငိုင်းချက်တာကိုကြိုက်တလား 네, 요리하는 게, 넌 취미예요. 요리하는 게 취미예요. 오케이, 저는 와, 발레. 힌트 나가, 와, 나, 발레. 무슨 음식을 잘 만들어요? 브로사사오, 깡깡빌 따들래. 저는 떡볶이를 잘 만들어요. 저는 떡볶이를 깡깡빌따들 그래서, 라자, 떡볶이를 자주 만들어서 먹어요. 다자, 떡볶이를 하나하나 하나, 빌로, 빌어, 사레, 빌로, 로, 사레. 떡볶이는어떻게만들어요?떡볶이야별로필요하다래.떡에삼봉마채소하고양념을넣고힌디행위에행가무의장을태비꿀려요조치해야래.저는떡볶이에저는가떡볶이마라면도넣어요.라면에태바래.원면에부엉에비워달라노.떡볶이저는못짜이다푸.เดี๋ยวแต่เพ่บ่อยอ๋อพี่เนาะพี่จี้บ่า 푸안씨는 푸안가라 취미가 뭐예요? 와다나가 바레 취미 와다나 바레 두가나 바레 힌체다 몰라 유리 너 유리 하는 것이에요 힌체다 합시데나푸안씨는 떡볶이를 어떻게 만들어요? 푸안가 떡볶이요 뭘로 빌어그래서 채소하고 양념을 넣고 끓여요 달리비안 도롱야래 떡에 채소하고 양념을 넣고 끓여요 라면도 넣어요 알로리 비어라 ဆိုရပြီပေါ်ပြထားတဲ့အရာလက်တွေ့သုံးထားကြည့်ရမယ်တဲ့ခင်ချီကြီးကခင်ချီမန်ဒူတာပြုလုပ်သည်ခင်ချီရဲ့ခင်ချီမှာကိုဂီရိုနော်တာအတာထဲ့သည်မူဆွန်နုံရှိကလ်ဘလောဆာဆာကိုချိုင်မန်ဒူရောယောကောင်းကောင်းပြုလုပ်တတ်လဲကျွန်တော်ကျွန်တော်ကတော့ခင်ချီကြီးကရခင်ချီရဲ့ကိုချိုင်မန်ဒူရောယောကောင်းကောင်းပြုလုပ်တတ်တယ်ခင်ချီကြီးကပါပါပြီနော် 그래서라자김치찌개를김치이거자주그나그나만들어서먹어요.그로로사래.김치찌개는어떻게만들어요?김치이가별로필요야들래.김치에김치마고기를넣고아다테비굴려요.조치야래.그래서아까래두두바베.그래서무슨음식을잘만들어요?그로사자건강필요없다들래. 저는 전어가로 전어가로 된장찌개를 너 잘 만들 만들어요 번너 뭐, 만들어요 건강필로때대 된장찌개를 잘 만들어요 된장찌개 요 건강필로때대 그래서 라자 된장찌개를 자주 만들어서 먹어요 라자 된장찌개고 하나하나 비로로 사래 변태라 번너 라나카테야 나, 나 가, တင်ကြံကြီးကနော်တော့ကဲမှန်တော့ရောတင်ကြံကြီးကဘယ်လိုပြုလုပ်ရသလဲဆိုတော့ဘယ်လိုပြောမလဲအော်ဒီနေရာမှာဒီကုလိတာလို့သုံးပါနော် sorry မန္တရတာနဲ့မသုံးနော်ဒီမန္တရတာနေရာမှာကုလိတာပြောင်းရအောင်ဟုတ်ပြီနော်မန္တရတာနေရာမှာကုလိတာလို့သုံးဒီမှာလဲကုလိတာလို့သုံးလဲရပါတယ်ဒီနေရာမှာကြတော့နော်အပေါ်ဆုံးကြောင်းမာရမန္တရတာလဲပြောလို့ရပါတယ်နော်ပြပြပြမယ်ဒါဆို 무슨 음식을 잘 만들어요? 그리고 사자 건강필로 따들래 저는 저녁가라 된장찌개를 잘 굴려요. 그러면 건강 좋겠다데 그래서 된장찌개를 자주 굴려서 먹어요. 다자물로 뜨여게 뺑에비히이고 자주 끊나나너굴서 조칠로 먹어요. 사래 된장찌개는 어떻게 만들어요? 어떻게 굴려요? 그리 조치해야 돼. 된장에 너 된장에 채소를 넣고 끌려요. 그러나 된장에 뱅가비마 채소를 흔들고 넣고 대비 끌려요. 주체 야래르비언야비래 나중에 아마 유용한 표현은 어? 여기 무슨 고기 들어갔어요? 라들비 변하래 여기 데마 무슨 고기 벨로 왔다 들어갔어요? ဝင်သွားတယ်လဲလို့ပြောတာပါဝင်တယ်လဲလို့ပြောတဲ့အဓိပ္ပာယ်တကယ်တော့เนาะကျွန်တော်တို့ကဟင်းနေပါစားတချို့ဟင်းကအမဲသားတွေပါမစားတဲ့သူတွေရှိတယ်မလောက်ဝက်သားမစားတာရှိတယ်မဲသားမစားတာရှိတယ်အခါကျကျွန်တော်တို့ကမေးရမလဲเนาะဟောကိုစားမဲ့စားစားမှာမူဆွန်ကိုကြီးသူတော့ကဆောဘလို့စားစားပါဝင်တယ်လဲပြောချင်တာကတော့ဘလို့စားစားနဲ့လှုပ်ထားတာလဲဘာသားနဲ့လှုပ်ထားတာလဲလို့ပြောချင်တာဘာသားနဲ့เนาะအဲ့တော့ယောဂီဒီမှာမူဆွန်ကိုကြီးဘယ်လိုအသားသူတော့ကဆောဝင်သွားလဲတဲ့ ယောဂီမုဆုံကိုကြီးသရောကဆောယဒီမှာဘလို့အသားပါဝင်တယ်လဲအာယောဂီနန်ဒီညာကရာဓာကိုကြီးကစတားကဂျိုကွန်းနဲ့နဲ့သရောကဆောယပါဝင်နေစတားနဲ့နဲ့ပါဝင်ပါတယ်တဲ့ဒီလိုပြောတယ်အဲ့တော့သရောကတာတိုင်းဝင်သွားသည်ပဲပြောလို့မရဘူးပါဝင်နေလို့လည်းပြောလို့ရတယ်နော်သရောကတာအဲ့တော့ဝင်သွားတယ်လို့တိုက်ရိုက်သုံးရင်လည်းနားလည်ပါတယ်တကယ်တမ်းဆိုလို့ရှိရင်ဘာဒါမြန်မာလိုအသုံးလုံးစရင်ပါဝင်နေဆိုတဲ့အသုံးလုံးကိုသုံးတာပြလို့ကျွန်တော်တို့ကပါဝင်နေလို့ပြောပေးရတာပါအတိပဲမပြောက်ပါဘူး သူတို့ကဆိုရောဝင်သွားလဲဇမန်ကလေးတော့ထဲထားတော့เนาะဝင်သွားတာပေါ့ကဲဒါဆိုရင်မွန်းသွားပါចောင်းဖို့ကြည့်အောင်စပြရန်နာမောင်နှုံရှိတဲ့เนาะသူချတဲ့နေစားတဲ့အစားအစာစပြရန်နာမောင်နှုံရှိသူချတဲ့နေစားတဲ့အစားအစာဟင်းဒါရီအရှိမှလည်းပါပြပါရင်ကဲဒါဆိုเนาะအဲ့ဒါကြည့်အောင် 한국 사람들이 우리안 요리가 특별한 날에 두 차례 니마 특별한 날에 두 차례 니마 먹는 음식에는 쌀에 사사가로 먹는 음식에는 쌀에 사사마가로 무엇이 있을까요? 바시멜레르 벼메 무엇이 바가 있을까요? 시멜레 မီယောကုကမီယောကုကတော့မီယောကုဆိုတာကရေမော်ဟင်းဂျိုလို့ပြောရင်ရပါတယ်ရေမော်ရေမော်ကျွန်တော်တို့ရေညိလို့ပြန်လာတာပေါ့နော်ဒါပေမဲ့ရေညိကခင်ကရေညိပြမီယောကရေညိမဟုတ်ဘူးရေညိရဲ့မျိုးစားပုံစံပေါ့နော်မော်ကိုမော်အမျိုးစားမော်မော်မော်တမျိုးအဲရေမော်လို့ကျွန်တော်ကဘာသာပြန်ပေးတာအာအဲ့တော့မီယောကုကမီယောကုကတော့ဒီတိုင်းပြန်လဲရတယ်မီယောကုဆိုရေမော်မျိုးစားနော်ဂင်ချီဂင်မျိုးစားမဟုတ်ဘူးဟာရေညိရဲ့မျိုးစားမဟုတ်ဘူးသူက 생일라무인이먹는싸도음식인데싸싸필로소고기나아메다도모멸치싸가니두리리오벼라가니두가아테리디에노가니두가니두자클레시에레등어싸디고넣고태비오레굴리어아자리조쳇타데아자리조쳇만든뚜럭타데군무레헤이마레군무레헤이마 ဖူလင်အာမီယောဂူဖူလင်ဆိုတာဘာလဲဆိုတာဟင်းရည်နဲ့ဟင်းရည်မှာဒီပွားလာတဲ့ဟာကိုပြောတာကျွန်တော်ပြမိုးကျဉ်ရွက်တွေပါတည်ရနော်မိုးကျဉ်ရွက်ကိုအဲအချောက်လန်းထားတာလေရေစိမ့်နေတဲ့ခါကျဘာလို့လဲပွားတက်လာတာအဲ့ဒါကိုဖရီလီတာလို့ခေါ်တယ်ဖရီလီတာဟုတ်ပြီလားသူကလည်းအတိုင်းပဲဒီမီယော့ဆိုတာကလည်းလေကျွန်တော်တို့ဒီမီယော့ဆိုတာကဟိုလက်ဖက်ချောက်လို့ပဲသူကအချောက်လုပ်ပြီးတော့ထားကြတာနော်အဲ့ဒီခါမျိုးကြရင်ရေနဲ့ ဟင်းရီနဲ့ပေါ့နော်ဟင်းရီမှာအဲ့လိုကြိုချစ်လိုက်တယ်ဆိုလို့ချင်းဒီကောင်ကပွားတက်လာတာအဲ့ဒါကို bling လို့ပြောရ bling ပွားလာတယ်ပေါ့နော်မီယော့ကူမီယော့ကိုတဲ့ရေမော်ကိုပေါ့လော်ဖို့ထည့်ပြီးဟင်းရီမှာပွားတက်လာတယ်မီယော့ကူမီယော့ကိုနော်နော်ကိုထည့်ပြီးကူလင်းနဲ့ကြိုချစ်ထားတယ်ကူကင်